အားလုံးပဲမင်္ဂလာပါကျွန်တော်မဟာဗမာဂျင်းကြော်လေပါเนาะအဲ့တော့ဂျေဆုပြုပြီးတော့ဒီမှာရှိနေတဲ့အကိုတွေအမတွေကိုမေတ္တာရက်ခံခြင်းနာလေးတခုရှိပါတယ်ကျွန်တော်အကောင့်ထဲကိုရောက်တော့ရောက်လာတော့သူတိုင်းသူတိုင်းကျွန်တော်ခင်နေဆိုလို့ရှိရင်เนาะအဲဒီနေ့ကနေစပြီးတော့ကျွန်တော်အကောင့်ထဲကိုရောက်တိုင်းရောက်တိုင်းเนาะအသေးလေးတွေပေးပါ နော်အောက်ကကွန်မန့်မှာ high လေးတွေရေးပေးသွားပါလို့မြစ်တာရက်ခံပါတယ်နော်ကျွန်တော်ဒီလိုစာအုပ်စာစာတွေကို လေ့လာဖို့ခွန်အားတစ်ခုလိုအပ်ပါတယ်တော့အကိုတို့အသေးတွေပေးတယ်အော်ဒီမှာအသေးတွေများနေတာပါလားအာသူတို့ငါ့ကိုအကျဉ်အမှတ်တရရှိနေပါလားတော့အမြဲတမ်းဝင်ကြည့်ကြပါလားဆိုရယ် high lady တွေ့တယ်ဆိုလို့ရှိရင် high တို့မဟုတ်ပေါ့မင်္ဂလာပါတို့အစီပြေတယ်မလားလို့စသဖြင့် comment လေးတွေရေးခဲ့ပေးကြပါကျွန်တော်ခင်တယ်ဆိုလို့ရှိရင်ပေါ့ ဒါမှအော်ငါ့ကိုလိငါ့ရှိရဝေငါ့ရှိရတိကျင်တဲ့သူတွေများတာပါပဲလားတိကျင်တဲ့သူတွေတော်တော်များတာပဲအရာနဲ့ကြီးရှိတာပဲအဲဒါဆိုတော့မစိုးဘူးဆိုခွန်အားရှိရဲ့ဗျနော်အဲ့တော့တဲတွေပေးနေကြတာကျွန်တော်တွေ့ပါတယ်နော်မဟုတ်ကျွန်တော်ကအဲလှုပ်ရှားလေးတစ်ခုရှိလို့ပါနော်အဲကျွန်တော်ဒီစီမံချက်လေးတစ်ခုပလန်လေးတစ်ခုချတာလို့အဲ့ဒီမှာကျွန်တော်ဇဝေဇဝါဖြစ်နေတယ်အဲကြောင့်မို့ကျွန်တော်ဘယ်ကနေမူတည်ရမလဲလို့ ဘလို့မိုတီရမလဲလို့ကျွန်တော်စဉ်းစားနေတာဒါကြောင့်မလို့ကျေးဇူးပြုပြီးတော့ကျွန်တော်လိုက်တဲ့ကိုကျွန်တော်အကောင့်ထဲကို ရောက်လာတော့သူကျွန်တော်ခင်တဲ့သူမှန်တယ်မြတ်နော်တတိယလို့ဝင်ကြည့်ပြတယ်ဆိုရင်တော့အသေးလေးနှိပ်ပြီးသွားအောက်ကနေ high ရေးပြီးသွားပါလို့မြေတားရက်ခံပါတယ်နော်အဲ့တော့ကျွန်တော်ကတော့တတ်နိုင်တယ်မြတ်နိုင်ငံသူနိုင်ငံသားတွေအတွက်အမျိုးသားအကျိုးစီးပွားအတွက်ကိုအမျိုးသားရေးနိုးကြားစေဖို့အတွက်ကို နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးအခက်အခဲနာကြီးဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ကိုတရောက်တနေရကျွန်တော်ကအလိုက်တိတိနဲ့တာဝန်ယူနေတာဖြစ်ပါတယ်နော်အဲ့တော့အကိုတို့အမတို့အနေနဲ့ပဲလေပဲအဲကျွန်တော်ဟိုကျွန်တော်ကျွန်တော်နဲ့နီးသူနိုင်ငံတော်ကိုပံ့ပိုးတော်သူတယောက်ဖြစ်အောင်လို့ကျေးဇူးပြုပြီးတော့ကျွန်တော်ကိုလိုက်လေးအသေးလေးတွေနော်ပြီး high လေးတွေနော်နှိပ်ပေးသွားကြဖို့ မေတ္တာရက်ခံပါတယ်အခုမှမဟုတ်ပါဘူးအမြဲတမ်းအမြဲတမ်းကိုပြောတာပါနော်အမြဲတမ်းကျွန်တော်ခွန်အားခွန်အားလေးတခုလိုချင်လို့ပါကျွန်တော်တယောက်တည်းနေတာပါတယောက်တည်းအထီးကျန်ရမ်းဆန်ပါတယ်အဲအခုတို့အမတို့ရဲ့တစ်တော့ပေါ်မှာအအသေးလေးတွေပြီးသွားတယ်အောက်ကကွန်မန့်တွေရေးတယ်ကျွန်တော်လိုက်ကြည့်နေတာပါနော်အကုန်လုံးကိုလိုက်ပြန်နှိပ်ဖို့ကြတော့လည်းပဲအစီအပြုကျွန်တော်စာလေးလေ့လာရတယ်အဲတချို့တလေတော့အဲကျွန်တော်ဟိုမင်္ဂလာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်တော့လိုက်ရေးပါတယ်ဗျာ အဲ့တော့ကျွန်တော်ပြန်ပြီးတော့ပြန်နှုတ်မဆက်ရင်လည်းစိတ်မဆိုးကြပါနဲ့နော်ခွန်အားလေးဖြစ်အောင်လို့အသေးလေးတွေပေးသွားကြပါ highlight တွေရေးသွားကြပါလို့မြစ်တာရက်ခံကြပါတယ်အားလုံး